တော်တော်ရှင်နေအားလုံးတာရီဇော့ပါ Development Media Group DMG ရဲ့2025ခုနှစ်ဧပြီလ29ရက်နေ့အတွက်တရင်အံထုံးလွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ရခိုင်မှာကွန်တီရောက်အောင်ပြီးဈေးနှုန်း20မြင့်တက်နေတဲ့တဲ့င်ခမီးအမျိုးသားတွေကိုထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံမှာအကျဉ်းချုပ်ကျင်းပတဲ့တဲ့င်ငလျင်ပြီးတလကြတဲ့အထိလူဦးရေ6.3တန်းကျော်အရေးပေါ်အကူအညီလိုအပ်နေဆဲဖြစ်တဲ့တဲ့င်တွေအပါအဝင်တခြားစိတ်ဝင်စားစရာတဲ့င်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ဒီစီစဉ်ကိုကျွန်တော်အောင်မင်းနဲ့အတူမဆွန်ကြီးတို့ကပူပေါင်းတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ရခိုင်မှာကွန်ဒီယံအားကောင်းပြီးဈေးနှုန်းနှဆမြင့်တက်နေတဲ့သတင်းကိုတင်ဆက်ပေးရှင်ပါတယ်။ရခိုင်ဒေသထက်ကွန်ဒီတွေဟာရောင်းအားကောင်းနေပြီးယခုလအတွင်းဈေးနှုန်းနှဆမြင့်တက်နေတယ်လို့သိရပါတယ်။မတ်လအတွင်းကကွန်ဒီတစ်ပိတ်သားကိုငွေကျပ်15,800ရာကနေယခုအခါ9,500ကျပ်အထိရှိလာနေတယ်လို့ကွန်ဒီရောင်းသူတွေစီကသိရပါတယ်။ အခုလောကွန်ဒီဇင်းလုံးမြင့်တက်နေခြင်းဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတင်ပို့ရောက်ချနေတာကြောင့်ဒေသတွင်ရောင်းအားကောင်းနေတာလည်းဖြစ်ပါတယ်ဒေသထက်ကွန်ဒီတွေကိုပြည်တွင်းမှာရှိတဲ့ကြောက်တော်ရသေးတောင်ဘူးတီတောင်မောင်တော်စတဲ့မြို့နယ်တွေကိုဖြန့်ဝေရောင်းချတဲ့အပြင်တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်းတင်ပို့ရောင်းချတယ်လို့သိရပါတယ်ရခိုင်မှာတိုက်ပွဲမဖြစ်ခင်ကကွန်ဒီတပိတ်တာကိုငွေကျပ်9000ကျပ်သာရှိခဲ့ပေမဲ့အခုမှငွေကျပ်95000အထိဈေးနှုန်းမြင့်တက်နေတာလည်းဖြစ်ပါတယ် ခမင်းအမျိုးသားနေကိုထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံမှာအချင်းရှုပ်ကျင်းပတဲ့တဲ့င်းကိုပြောပြပေးခြင်းပါတယ်။အပင်၂၈ရက်ကကြာရောက်ခဲ့တဲ့၅၅ချိန်မြောက်ခမင်းအမျိုးသားနေကိုထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတွေမှာအချင်းရှုပ်ကျင်းပခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်ကခမင်းအမျိုးသားနေကိုရခိုင်ပြည်အတွင်းကကိုဋ္ဌာနေကိုရဲဒေသမှာစေကားခန်းနှန်းစွာကျင်းပနိုင်ခဲ့ပေမဲ့စစ်ပွဲအကျိုးဆက်နဲ့သဘောဝဘေးဒဏ်တွေကြောင့်အခုနှစ်မှာကျင်းပနိုင်တာမရှိဘူးလို့ခမင်းလူမျိုးအတိုင်းဝန်ကပြောဆိုကြပါတယ်။ တော်ပေမဲ့လည်းပြပကိုရောက်နေတဲ့ခမီလူမျိုးတွေကခမီအမျိုးသားနှစ်ကိုအကုန်ပြူတဲ့အနေနဲ့အခမ်းအနားကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။မလေးရှားနိုင်ငံမှာ15ချိန်မြောက်ခမီအမျိုးသားနှစ်ကိုခမီလူငယ်ညီညွတ်ရေးအသင်းမလေးရှားကဥဆောင်ပြီးကျင်းပခဲ့တယ်လို့သိရပါတယ်။ အဲ့လိုပဲထိုင်းနိုင်ငံဘန်ကောက်မြို့တနေရာမှာခမေလူငယ်တွေဥဆောင်ပြီးတော့ခမေလူမျိုးများဆေးလုံးညီငယ်ရေးရိုးရာရေးကျင်းမှုတွေကိုဖော်ထုတ်နိုင်ရတဲ့အတွက်15ကြိမ်မြောက်ခမေအမျိုးသားနေ့ကိုအတင်းချုပ်ကျင်းပခဲ့တယ်လို့သိရပါတယ်။1982ခုနှစ်မှာကျင်းပခဲ့တဲ့ခမေအမျိုးသားညီလာခံကိုအစွဲပြုပြီးတော့အဲ့ဒီနေ့ကိုခမေအမျိုးသားနေ့အဖြစ်သတ်မှတ်ပြီးတော့2010ကစပြီးခမေအမျိုးသားနေ့ကိုနှက်စင်ကျင်းပလာခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။ သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ငလျင်ပြီးတလကြာတဲ့အထိလူကြီး6.3တန်းကျော်အရေးပေါ်အကူအညီလိုအပ်နေစေဖြစ်တဲ့သတင်းကိုပြောပြပေးမှာပါ။မြန်မာနိုင်ငံမှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်မှာဧပြီ28ရက်မှာတလပြင်းပြောက်ခဲ့ပြီးဖြစ်အားငလျင်တန်တဲ့လူကြီး6.3တန်းကျော်မှာအရေးပေါ်အကူအညီတွေလိုအပ်နေစေဖြစ်တယ်လို့ UN မြန်မာကမနေ့ကထုတ်ပြန်ပါတယ်။ငလျင်တန်တဲ့ခဲ့တဲ့ဒေတာကပြည်သူအများအပြားကိုအရေးပေါ်အကူအညီတွေပေးရနေပေမဲ့လုံလောက်မှုမရှိသေးဘူးလို့ UN မြန်မာကဆိုပါတယ်လက်ရှိမှာငလင်ဘေးသင့်ပြည်သူလျှောက်သိမ်းချို့ကိုရေအင်ဒါစနစ်နဲ့တကူရင်တက်ရှင်းမှုအသုံးဆောင်တွေအကူညီပေးထားပြီးလူဦးရေ9သိန်းနီးပါးကိုအစအသအကူညီထားကလူဦးရေ3သိန်း1800ကျော်ကို အမိုးအကာတွေကူညီထားတယ်လို့ UN မြန်မာရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တလကြနေရထိုင်ခင်းအစအသနဲ့တကူရင်တက်ရှင်းမှုဖုံးလုံးမှုမရှိတဲ့ပြင် မုတ်တုံရသည့်ဥတုကြောင့်တုတ်ကွေးငှက်ပြားနဲ့ဝန်ရုံးကအန္တရာယ်များလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကဧပြီ25ရက်နေ့ကအတည်ပြုထားပါတယ်။ WHO အနေနဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ကျန်းမာရေးဝန်ဆောင်မှုတွေပြင်ပြန်လည်ထူထောင်ရေးကိစ္စတွေအတွက်လှုံ့ဆော်ပေးနေတယ်လို့လည်းဆိုထားပါတယ်။ဆလဘီမြေလက်အတန်တရင်ထောက်ကိုတန်းထိုင်မြင့်ကိုစက်ကောက်စီကထောင်ငန်းနဲ့ရှာတဲ့တရင်ကိုတင်ဆက်ပေးမှာပါ။ မြေလဲ့တန်တရင်ဌာနကတရင်ထောက်ကိုတန်ထိုင်မြင့်ကို ARD တိုင်းမြန်အောင်မြို့နယ်တရားရုံးကအကြံဖက်တိုက်ပြေးဥပဒေနဲ့ဧပြီလပထမအပတ်က1005နှစ်ရှာမှတ်လိုက်တယ်လို့အဲ့ဒီတရင်ဌာနထုတ်ပြန်ရှင်းအရာသိရပါဗျ။ကိုတန်ထိုင်မြင့်ဟာအမျိုးသမီးဖြစ်သူမိဖွားရဲ့နေလာတာကြောင့်မြန်အောင်မြို့နယ် အင်ပင်မြို့ကနေအိမ်ကိုခတ်တပြန်လာနေထိုင်စဉ်မှာဖေဖော်ဝါရီလ3ပိုင်းမှာစက်ကောင်စီထံဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ကိုတန်းထိုင်မြို့ကိုစက်ကောင်စီကမြန်အောင်အရှိဆိုင်ခလာယာ50တဲ့တိုင်ရင်စကြောရင်မှာရိုက်နှက်ဆက်စည်ခဲ့ပြီးနောက်မြန်အောင်မြို့ရဲစခန်းအချုပ်ကိုပို့ဆောင်ပြီးတော့အကြမ်းဖက်မှုတိုက်ဖြစ်ရေးဥပဒေပုံမှန်နဲ့တရားစွဲဆိုခဲ့ပါတယ်။ကိုတန်းထိုင်မြင့်ဟာ2021ခုနှစ်အတွင်းပုံမှန်905ကကြီနဲ့ပထမဆုံးအကြိမ်ဖမ်းဆီးထောက်ရှာခံခဲ့ရပြီး2022ခုနှစ်ကလက်ငယ်ရှက်တာခွင့်နဲ့ပြန်လည်လွှတ်မြောက်လာသူဖြစ်ပါတယ်။ 2021ခုနှစ်စာအနာသင်္ကာလနောက်ပိုင်းကစလို့မြန်မာသတင်းသမား200လောက်ဟာစက်ကောက်စီရဲ့ဖမ်းဆီးထောင်ချတာကိုခံခဲ့ရပြီး53ဦးဟာအကျဉ်းချခံရရစေဖြစ်ပြီးတော့ထောင်ဒဏ်10နှစ်အထက်ရှာမှတ်ခံရသူ17ဦးအထိပါဝင်ကြောင်းလွတ်လပ်သောမြန်မာသတင်းထောက်မီဒီယာကောင်စီ IPCN ကဇန်နဝါရီလ26ရက်ကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့အာဓမစစ်မှုထမ်းခိုင်းနေတဲ့စစ်ကောင်စီကိုအေးအေးယူနိုင်ဖို့ကုလနဲ့အာဆီယံကို NUG တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ စစ်ကောင်စီကပြည်သူတွေကိုအတင်းအကျပ်စစ်မှုထမ်းခိုင်းစေခြင်းအားအမြန်ဆုံးရပ်တန့်နိုင်ရည်အတွက်ကုလသမဂ္ဂအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းအဝန်ထံကိုအမျိုးသားညွှန်ရေးဆိုရ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဧပြီလ28ရက်မှာတိုက်တွန်းတောင်းဆိုလိုက်ပါတယ်စစ်ကောင်စီဟာစစ်သားအင်အားရွတ်နေလာတာနဲ့ဖက်ပြောင်းလက်နက်ရှာမှုတွေအဆမတန်များပြားလာတာတွေကိုအစားထိုးဖြေရှင်းနိုင်ဖို့အတွက်ပြည်သူစစ်မှုထံဥပဒေမိခံပြူဟာတရက်ချမှတ်ကျင့်သုံးခဲ့ပြီး အကြမ်းဖက်ခေါ်ဆောင်တဲ့နီလန်းတွေကိုတုံးပြီးစစ်သားဆူဆောင်းလျက်ရှိတယ်လို့ NUG ကပြောပါတယ်။အတင်းကျပ်စစ်မှုထမ်းခိုင်းနေခြင်းဟာစစ်ရဇဝမှုမြောက်ပြီးဆူဆောင်းခံရတဲ့လူငယ်တွေထဲမှာအသက်မပြည့်သေးတဲ့ကလေးငယ်တွေနဲ့စစ်မှုထမ်းရမတင်လျော်တဲ့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာမတန်ဆွမ်းသူတွေပါပါဝင်တဲ့အပြင်အမိစရင်တွေကိုလည်းကောက်ခံပြီးငွေညစ်တောင်းခံတဲ့ဖြစ်ရပ်တွေလည်းရှိတယ်လို့၎င်းစီရင်ခံစာကဆိုပါတယ်။ ဝန်ကြီးဌာနကမှတ်တမ်းတင်နိုင်တဲ့ထွက်ဆိုချက်တွေအရစစ်မှုထမ်းရန်အကျုံးဝင်တဲ့လူငယ်မိသားစုဝင်ထံကနေလူခွင့်ရေးရှိုးဖောက်မှုများကျူးလွန်တဲ့ဆေးဥစီရင်နီးနာတွေကိုတင်ပြထားပြီးထွက်ဆိုချက်တွေအရလူငယ်တွေရဲ့နေအိမ်တွေလုပ်ငန်းခွင်တွေစစ်ဆေးရေးဂိတ်တွေမှာအကြမ်းဖက်အုပ်စုရဲ့စီမံချက်တွေနဲ့ဖမ်းဆီးမှုတွေကိုရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းအင်းနီးနာရှင်နိုင်ငံတွေအနေနဲ့ အာဓမစစ်သားစုဆောင်တာကနေထွက်ပြေးတင်းရှောင်လာတဲ့လူငယ်တွေကိုလူသားချင်းစာနာတဲ့မူဝါဒတွေကိုအရှိခံပြီးစောက်ရှောက်မှုတွေလှုပ်ဆောင်ပေးဖို့ကိုလည်းတိတ်တွန်းတောင်းဆိုထားပါတယ်။ဒီကနေ့သတင်းအတန်ထုတ်လင်းတဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရနာလိုက်ရပါတယ်။ရခိုင်ပြည်တွင်းကသတင်းအကြောင်းအရာတွေပါဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်းရှောက်ရှောက်73ကို643633ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ ဒီအစီအစဉ်ကိုကျွန်တော်နေ့ကနေစနေနေ့ထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online review လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။